ခေါင်းဖြတ်အသက်ခံရတဲ့6နှစ်အရွယ်ကလေးငယ်ကိုကြောက်ကက်ခိုးတဲ့အဖွဲ့တွေကတတ်ဖြတ်သွားတာဖြစ်မယ်လို့မိသားစုဝင်တွေကယူဆနေပါတယ်။ခိုက်ပန်းမှုပေးပို့ထားပါတယ်ခင်ဗျာ။လူငယ်တဲ့လာပိုင်းကဒေါ်ဘုံမျိုးမှာဖြစ်ပွားခဲ့တဲ့ခေါင်းဖြတ်တက်ခံခဲ့ရတဲ့ကလေးငယ်ရဲ့စိစစ်ချက်အဖြစ်အရကလေးငယ်ရဲ့ကြောက်ကက်တဲ့အသေးတွေပျောက်ဆုံးနေရတွေ့ရပါတယ်။ခုလိုတည်ဆုံးကြတာနဲ့ပတ်သက်ပြီးကြောက်ကက်ခိုးယူတဲ့အဖွဲ့အစည်းတွေကကလေးငယ်ကိုအခုလိုရရဲဆက်ဆက်တက်သွားတာဖြစ်မယ်လို့ အသက်ခံခဲ့ရတဲ့မိသားစုဝင်တွေကထင်မြင်နေကြပါဗျ။နောက်နောက်ကလေးတွေလည်းအဲ့လိုမဖြစ်အောင်ဒီကိုင်းဖွဲ့ကိုလည်းနှိမ်နှင်းပေးဖို့ဒီဘက်ဂီအမှုကိုလည်းအမြန်ဆုံးပေါ်သေးဖို့ပေါ့နော်။အခုတို့ကျမတို့ဈေးသွားတယ်သွားပြန်လဲလာတယ်ဆိုလို့ရှိရင်လည်းအဲကလေးဘလို့ဘာတင်းကြားလေးတယ်ဆိုလို့ရှိရင်ကျမတို့ကဘာတင်းဆိုတာလည်းပြောရလဲမရှိဘူး။ဘာကြောင့်ဆိုတာလည်းပြောရလဲမရှိဘူးပေါ့နော်။အဲ့လိုပြောနိုင်တဲ့အင်အားလည်းမရှိတဲ့အတွက်ကြောင့် ဟိုစိတ်မကောင်းကိုလိုမျိုးခံစားရမှာပေါ့နော်လူတွေအကုန်လုံးအဲ့လိုမျိုးခံမခံစားရအောင်လို့ပေါ့နော်ဒီခိုင်းကိုအမြန်ဆုံးပေါ်သေးခြင်းနဲ့ဒီခိုင်းကိုအမြန်ဆုံးဖော်ထုတ်ပြီးတော့အမြန်ဆုံးနှိမ်နှင်းစေခြင်းနဲ့ပေါ့နောက်နောက်နောက်ကသားသမီးတွေလည်းအဲ့လိုမျိုးဖြစ်ဖို့တည်ပေါ့ပေါ့နော် တခြားပြည်ပနိုင်ငံတွေမှာကလေးငယ်တွေကိုတက်ဖြတ်ပြီးကြောက်ကတ်ခိုးယူတာတွေရှိပါတယ်ခုလိုကြောက်ကတ်တို့အသေးတို့ခိုးဖို့ဆိုတာစိတ်ပညာနဲ့ဆက်ဆက်မှုမရှိရင်ဖြစ်နိုင်ချေအားနည်းတယ်လို့အထူးကုဆရာဝန်တူကလည်းသူ့ရဲ့အမြင်ကိုခုလိုပြောပါဗျာကြောက်ကတ်ချက်ချင်းတွေ့သေးသွားတယ်ရဲရဲလက်လက်ဆက်ဆက် အချက်ချင်းကျွန်တော်ထည့်တယ်ဆိုတာမျိုးအဲ့လိုမျိုးတွေဖြစ်နိုင်တယ်လှောင်ထားမယ်ပေါ့နော်အဲ့လိုဒါတော့မှသူ့ရဲ့သွေးချိုးတွေမပြတ်အောင်ဝန်ကတခြားတစ်ခုနဲ့ဆက်ရမယ့်နေရာတွေမပြတ်အောင်ကျွန်တော်ကလက်တက်တက်ရက်ရက်ကျွန်တော်လှီးရဖြတ်ရမှာလေရှိတယ်ပြီးဆိုလဲဓာတ်နဲ့ပွန်းလိုက်လို့ရှိရင်ဒီရောက်ကပျက်စီးသွားမှာလေအဲ့တော့ဒါစေးပညာရှုထောင့်မှဖြစ်နေလို့ရှိရင်ဒါဟာဟိုခုခုပေါ့စေးပညာပြီးတော့သုံးဖို့ခွဲစိတ်တယ်ယူထားတယ်လို့ယူဆတယ်နော်အယူသီးလို့ဒိုရီမိုရေရာချေလို့ဒိုရီမိုဈေးပေါ်ခြင်းလို့တခုခုပေါ့နော်တော့ဘို့ yes တဲ့ခြင်းလို့တတ်တတ်လို့ပြောလို့ရှိခဲ့ပါဒါအခုကြည့်ရတဲ့ပုံစံကကျွမ်းကျင်တဲ့လူရဲ့ လုပ်ထားတာမဟုတ်ဘူးပေါ့နော်ဒေါ်အောင်ချောင်းအနီးမှာဥကောင်ပြက်လျက်တွေ့ရှိခဲ့ရတဲ့အသက်6နှစ်အရွယ်ကလေးငယ်ရဲ့အလောင်းကိုစစ်စစ်ချက်ထွက်ပေါ်ခဲ့ရမှာတော့ကြောက်ကက်တဲ့အသေးတို့ပါမလာဘူးလို့သိရပါတယ်ဒါကြောင့်ဒီအမှုကိုလည်းတင်မှုတေကင်းကနေလူသက်မှုပုံမှန်နဲ့ပြောင်းလဲအမှုဖွင့်ကစုံစမ်းစစ်ဆင်မှုတွေပြုလုပ်နေရလို့ဒေါ်ဘုံရဲစခန်းကတာဝန်ရှိသူတူဦးကလည်းပြောပါတယ်ကျမခိုင်ပန်းနူပါ